တကြမတိုင်ခင်မှာပြန်လည်လွတ်မြောက်လာခဲ့ပြီးအရင်နဲ့မတူဘဲပြောင်းလဲသွားတဲ့နန်ဒါလိုင်းရဲ့ခင်မုံကိုစေတီဟာပရိသတ်များလုံးမင်္ဂလာပါပြင်အောင် page လေးကနေချက်ဆွလိုက်ပါတယ် ချစ်ချေမမမင်းသမီးဆိုပြီးနမဲဂျီရန်နန်တာလိုင်းကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးဆီယဝင်ခရိုနီတယောက်ရဲ့သားဖြစ်တဲ့ဦးစေတရားနဲ့လက်ထပ်ခဲ့ပြီးနှစ်ပြညအလုပ်တွေကိုဆက်မလုပ်တော့ပါဘူးဂျီပိုင်းလုပ်ငန်းတွေကိုထွတ်ထွတ်လုပ်ရင်းနဲ့အောင်မြင်နေတဲ့သူတို့ဇနီးမောင်နှံနှစ်ယောက်ကသမီးသုံးယောက်နဲ့တွေ့တူပျော့ပျော့ရွှင်ရွှင်နေထိုင်ခဲ့ကြပါတယ်ဦးစေတရားကအလို့တန်းနေလုပ်တဲ့နေရာမှာနမဲဂျီသူဖြစ်ပြီးစိတ်သဘောထားကောင်းသူဖြစ်ထင်ရှားတဲ့သူပေါင်း အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှိဖြစ်တဲ့လုံမြမဘီလီယံနာတယောက်ရဲ့သားဖြစ်ပေမဲ့လည်းမမာနာတွေမရှိခဲ့ပါဘူး။ဒါပေမဲ့လည်းဦးစေးတီးရနဲ့ဖခင်ဖြစ်သူဦးခင်ရွှေတို့ဟာ2022ခုနှစ်မလ22ရက်နေ့မှာဖမ်းခံလိုက်ရပါတယ်။နိုင်ငံပိုင်အဆောက်အုံတွေကိုခွင့်ပြုချက်မရဘဲဖျော်ဖြတ်မှုနဲ့ဖမ်းခံလိုက်ရပြီးတော့၃နှစ်ကျော်ထိန်းသိမ်းခံလိုက်ရတာပေါ့။နန်တာလိုင်းတို့ကဦးစေးတီးရကိုဒီလောက်ကြာကြာဖမ်းထားလိုက်မယ်လို့လည်းမထင်ထားခဲ့ကြပါဘူး။ ဦးစေတီးယားက2025ခုနှစ်ဧပြီလမှာတော့ပြန်လည်လွတ်မြောက်လာခဲ့ပြီးတော့အခုတော့အင်ကိုပြန်ရောက်လာခဲ့ပါပြီ။ဦးစေတီးယားနဲ့အတူအခြားသောထိပ်တန်းတထည်ကြီးတွေလည်းပြန်လည်လွတ်မြောက်လာခဲ့ပြီးဦးစေတီးယားကတော့အင်းစိန်ထောင်ကနေလွတ်မြောက်လာခဲ့တာပါ။ ိမ်ပြန်ရွံ့ရောက်ခြင်းမှာသမီးတွေကဥစေတရားကိုပွေဖက်နှုတ်ဆက်ပြီးမိသားစုတွေပြန်လည်ဆုံတွေ့သွားခဲ့ကြတဲ့မြင်ကွင်းကတော့ဝမ်းသာစရာဖြစ်ခဲ့ပါတယ်။နန္ဒာလိုင်ရဲ့မောင်ဖြစ်တဲ့စိန်ဖြိုးလိုင်ကသူတို့မိသားစုတွေမျှော်လင့်ထားတဲ့ရည်လေးပြန်ရောက်လာပြီးဖြစ်ကြောင်းတင်ထားခဲ့တာပါ။အများအမြင်မှာချမ်းသာကြွားတဲ့မိသားစုတွေဖြစ်နေလို့အားလုံးပြည့်စုံနေတယ်လို့ထင်ရပေမဲ့လည်းအင်တာဝူးစီမရှိတာကြောင့်သူတို့မိသားစုကနေ့စဉ်နေ့တိုင်းဖခင်ကိုစောင့်မျှော်နေခဲ့ရတာပေါ့။ပြန်လည်လွမြောက်လာတဲ့ဦးစေတရားကသုံးနှစ်အတွင်းမှာပိန်သွားခဲ့ပေမဲ့လည်းကျမ်းမာနေပါတယ်။အရင်ပြပြဖြူဖြူရှိခဲ့တဲ့ဦးစေတရားကအခုတော့အနှဲငယ်ပိန် င်သွားခဲ့ပေမဲ့မိသားစုနဲ့ပြောင်းလဲဆုံတွေ့ရတာကိုပဲဝမ်းသာနေရပါတယ်။ သမီးတွေကဥစည်တရားကိုပွေဖက်ပြီးတော့နှုတ်ဆက်နေတဲ့အချိန်မှာနန္ဒာလိုင်းကပြုံပြုံကြီးကြီးနေပြီးတော့သူ့ဘဝရဲ့အပျော်ဆုံးရက်တရက်ဖြစ်လာခဲ့ပါတယ်။ဥစည်တရားပြန်လည်လွမြောက်လာဖို့အတွက်နန္ဒာလိုင်းကတစ်နှစ်ပြီးတစ်နှစ်စောင့်နေခဲ့ရတဲ့သူပေါင်းစီးပွားရေးလုပ်ငန်းတွေကိုတယောက်တည်းဥဆောင်ခဲ့ရပြီးသမီး၃ယောက်ကိုလည်းစောင့်ရှောက်နေခဲ့ရပါတယ်။ခင်မောဖြစ်သူကိုစောင့်နေရင်းနဲ့အကယ်ဒမီပေးပွဲကိုလည်းတက်ခဲ့ရပြီးနောက်နှစ်တင်မှလည်းပွဲမတက်တော့ပါဘူး။လွတ်လပ်ရင်းနဲ့ရောက်တိုင်းလွန်ငင်းချမ်းသာခွင့်မှာပါလာမလားဆိုပြီးတော့အများနဲ့စောင့်မျှော်နေခဲ့ရကမထင်ထားတဲ့အချိန်မှသာလွတ်ပေးလိုက်တာပါ။ နန်တာလိုင်ရဲ့မြို့သားဦးစိတ်တီအောင်ပြန်လည်လွမြောက်လာတဲ့အချိန်မှာမင်းသမီးကြီးခိုင်သိန်းကြီးရဲ့ခင်မွန်ရောပြန်လည်လွတ်လာပြီလားဆိုပြီးသိချင်နေကြပါတယ်။ခိုင်သိန်းကြီးရဲ့မြို့သားဖြစ်တဲ့ကိုခန့်နိုင်က2022ခုနှစ်ဧပြီလကဲကဖမ်းခံခဲ့ရတဲ့သူဖြစ်ပါတယ် ရုတ်တရက်ဖန်ခန့်လိုက်ရပြီသုံးနှစ်ကျော်တဲ့အထိပြန်မလွတ်လာသေးပါဘူးခင်မုန်းတဲ့နဲ့ဆိုရင်မျက်နှာပြောင်းနေတက်တဲ့ခိုင်တင်းကြီးကသူမမျက်နာမှာတက်ကြွတဲ့အပြုံးနေမရှိတော့တာကြောင်မြင်သွားပါပြီခိုင်တင်းကြီးကခင်မုန်းတဲ့ဖန်ခန့်ထားရစီမှာပဲအဖေဖြစ်သူကလည်းကွယ်လွန်သွားခဲ့ရတာပေါ့သူ့ဘဝမှာအကူရရတဲ့အဖေကလည်းကွယ်လွန်သွားတယ်လို့ခင်မုန်းကလည်းခုထည့်ဖန်ခန့်ထားရစေဖြစ်ပါတယ်နန္ဒလိုင်တို့မိသားစုကပြန်ဆောင်တွေ့ပြီးပြောနေတယ်လို့ခိုင်တင်းကြီးကလည်းဘရဒတ်တီကမိသားစုတွေပြန်ဆောင်စေချင်နေကြပါတယ်ခိုင်တင်းကြီးကကိုခန့်နိုင်အမြန်ဆုံးပြန်လဲလွတ်မြောက်လာဖို့အတွက်လည်းအလှူတန်းတွေကိုလှုပ်ပေးနေပြီး ဆူတောင်းပေးနေတဲ့သူပေါ့ခိုင်တင်းကြီးရဲ့မြို့သားလည်းအမြန်ဆုံးပြန်လဲလွမြောက်လာပါစေလို့ဆူတောင်းပေးလိုက်ပါတယ်နော်အလုံးကိုချစ်စွတ်တင်ပါတယ်ဆလပ်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ